ကျွန်တော်တို့ဘဝမှာတဏီကုံအလုပ်လုပ်ရလို့လဲမငင်းယူခဲ့ပါလှုပ်ရှားရှိတဲ့အလုပ်အကုန်လုပ်ခဲ့တယ်ရှားလို့ရတဲ့မြလည်းအကုန်သုံးခဲ့တယ်အဲ့ဒီလိုမျိုးဘဝကိုနေလာခဲ့ကြတာဒီနှစ်အတွင်းမှာကျွန်တော်တို့ရှားခဲ့တဲ့ပတ်စံတွေတွက်ကြည့်မစွင်နည်းတဲ့ပမာဏတော့မဟုတ်ခဲ့ပါဒါဆိုရင်ဘာလို့ကျွန်တော်တို့မချမ်းသာရတာလဲကျွန်တော်တို့အရန်တုံးအနေလို့လားစဉ်းစားစရာပဲချမ်းသာရှင်တဲ့ ကြီးပွားရှင်တဲ့ဆိုတဲ့စန္ဒတွေရှိလာပြီဆိုရင်အဲ့ဒီအတွက်ဘာလုပ်ရမလဲဆိုတာကြံစလာပြီစ조사လာပြီဆိုရင်ဖြစ်နိုင်တဲ့နီလန်းတွေကိုမလွဲမတွေ့တွေ့လာရမှာပါကျွန်တော်တို့မချမ်းသာမကြီးပွားရရှင်ရအကြောင်းရင်းဟာကံကြမ္မာနဲ့တော့မဆိုင်ပါဘူးချမ်းသာကြီးပွားအောင်ဘလို့စူးစီးတည်ဆောက်ရတယ်ဆိုတဲ့ဥပဒေတတွေနီလန်းတွေကိုကျွန်တော်တို့မစူးစမ်းမလေ့လာပဲလက်တွေ့မကျင့်တုံးမိကြလို့တာဖြစ်ရတာပါ ီနေ့မှာတော့ချမ်းသာလာစေဖို့နီလန်သုံးခုကိုလေ့လာဖော်ပြထားပါတယ်။နံပါတ်1အချက်ကတော့လူကြီးမင်းရဲ့လှုပ်အားခကတထောင်ရတဲ့ဆိုရင်6000ကိုပဲသုံးပါ။ဂျန်နဲ့တထောင်ကိုရှန်ထားပါ။ရသမျှဝင်ငွေကိုအကုန်မသုံးပဲတစ်စိတ်တစ်ပိုင်းကိုရှန်ထားတတ်တယ်။စုတတ်တယ်ဆိုတဲ့လူတွေစီကိုငွေဟာရှော့ရှော့ရှူရှူဝင်လာလေးရှိပါတယ်။ဝင်သမျှငွေကို ကုံတုံးတဲ့သူမျိုးကိုတော့ငွေကြွေးတွေကချောင်ဖယ်တွားလိရှိပါတယ်။အဲ့ဒီတော့ကျွန်တော်တို့ဘယ်အရာကိုလိုရှင်ကြတာလဲ။စာကောင်တော့ဖွဲ့တွေဝိကောင်စာလာတွေတခဏအတုံးပြုတ်ပြီးကုံဆုံးသွားမဲ့အရာတွေလား။ဒါမှမဟုတ်စိန်ရွှေငွေကြွေးတွေနဲ့တခြားဝင်ငွေတိုးပွားစေမဲ့ယင်းနီမြုပ်နှံမှုတွေလားဆိုတာစဉ်းစားပါ။အတုံးပြုတ်လိုက်တဲ့9000ကခဏတာအတုံးပြုတ်ပြီးကုံဆုံးသွားမဲ့အရာတွေအတွက်ဖြစ်ပြီး ရှန်ထားတဲ့တထောင်ကတော့စိန်ရွှေငွေကြေးတွေတိုးပွားလာစေပါလိုက်ပဲ။များများရှန်ထားနိုင်ရင်ပိုကောင်းလေဖြစ်နိုင်ပါတယ်။နံပါတ်1အချက်ကတော့ငွေကြေးကိုစနစ်တကျခန့်ခွဲသုံးစွဲရှင်းမဲ့ဖြစ်ပါတယ်။ဘတ်ဂျက်လို့ဆိုတဲ့ဒီငွေကြေးကိုစနစ်တကျခန့်ခွဲသုံးစွဲမှုတစ်ခုရဲ့ရည်ရွယ်ချက်ကကိုယ်ပတ်စံနေမသွားရေးတနည်းတခြားများပြားလာရေးပဲဖြစ်ပါတယ်။ပြောရရင်တကယ်တမ်းနစ်နစ်ကပ်ကမရှိတဲ့ခဏတာအလိုဆန္ဒတွေကြောင့် ူကြီးမင်းတို့ငွေကြေးကုန်ဆုံးသွားပြီးတကယ်လိုအပ်ချက်တွေဖြစ်တင့်တဲ့အရာတွေမဖြည့်ဆည်းလိုက်ရတာမျိုးမဖြစ်အောင်ကာကွယ်ပေးဖို့အတွက်ဖြစ်ပါတယ်။နံပါတ်3အချက်အနေနဲ့လူကြီးမင်းရဲ့ငွေကြေးကိုစတိုးပွားအောင်လုပ်ရှင်မယ်ဖြစ်ပါတယ်။ဒီနံပါတ်3အချက်ကတော့နံပါတ်1အချက်နဲ့တက်ဆိုင်နေပါတယ်။ကိုကယင်းနှင်းပြုံးနဲ့မူလုပ်ထားတဲ့ဆိုရင်ဒီနံပါတ်3အချက်ကအရေးကြီးပါတယ်။ယင်းနှင်းပြုံးနံလိုက်တဲ့ငွေကြေးတွေကကိုယ်စီပြန်ဝင်လာတဲ့အချိန်မှာ အရင်ခတ်တဲ့တိုးလာတာကိုတွေ့ရတာတော့စိတ်ကျေနပ်စရာကောင်းတာမရှိပါဘူးကျွန်တော်တခုပြောရှင်တာကလူတယောက်ဘလောက်ကြွယ်ဝရှမ်းတာလဲဆိုတာလောလောဆယ် तू ဘလောက်ပိုင်ဆိုင်မှုရှိနေလဲဆိုတဲ့အပေါ်မမူတည်ပါဘူး तू စီကိုငွေတွေဘလောက်ဝင်နေလဲဆိုတဲ့အပေါ်မူတည်ပါတယ်လူကြီးမင်းတို့မှရှေ့ရမှာလဲဒီအချက်၃ချက်တာဖြစ်ပါတယ်အဲ့ဒီနီလန်းဖြစ်လူကြီးမင်းတို့ဝင်ငွေတိုးပွားရေးကိုဖန်တီးနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်